မင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်တို့ရဲ့တင်းအတိုတွေကိုစူးစီးတင်ဆက်ပေးနေတဲ့တင်းအတိုတော်အစည်းအဝေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီစီဇန်ကကျွန်တော်တို့တင်တဲ့တရက်မတင်တဲ့တရက်ဖြစ်ပါတယ်ဘာလို့ဆိုတော့အလုတ်အချိန်ရရင်ရသလိုမျိုးကျွန်တော်စီဇန်ပေးတာဖြစ်ပါအဓိကကတော့ခဏလေးနားထောင်လာတဲ့အချိန်မှာတနေ့တာဖြစ်ပြနေတဲ့တင်းတွေကိုတရှိတွားစေရန်ရည်ရွယ်ပြီးတော့ဒီအစည်းအဝေးလေးကိုတင်ဆက်ပေးတာဖြစ်ပါတယ်နော်အတူတူဖြင့်ဒီတင်းဌာနတွေရဲ့ တင်ဆက်မှုတွေနဲ့ကျွန်တော်အပြင်အကျမှုတွေကိုချိန်ဆပြီးတော့ပြန်လည်တင်ဆက်ပေးတာဖြစ်ပါတယ်ပထမအောင်ဆုံးသတင်းအနေနဲ့ကတော့မြဝတီရဲတပ်ဖွဲ့မှုရဲမှုအောင်နိုင်ဦး KTV မှာမွေးစေအလွန်အကျွံတုံးဆွဲပြီးတေဆုံးသွားတယ်ဆိုတဲ့သတင်းမျိုးဖြစ်ပါတယ်အယံမင်္ဂလာရှိတဲ့သတင်းလေးနဲ့သတင်းအစကိုဖွင့်လိုက်တာဖြစ်ပါတယ် ကရင်ပြည်နယ်မြဝတီမြို့နယ်ရဲတပ်ဖွဲ့မှုရဲမှုအောင်နိုင်ဦးရီယမန်နေ့ကြာရောက်သည့်62နှစ်မြောက်ရဲတပ်ဖွဲ့နေ့ညစာစားပွဲအပြီး KTV ဟိုင်းခန်းတို့တွားရောက်ကဟိုင်းခန်းတွင်အပျော်လွန်မူရစ်စေအလွန်ကျွန်တုံးဆွေးရစ်တေဆုံးတွားကြောင်းမြဝတီမြို့နယ်ရဲတပ်ဖွဲ့မှရဲတင်းရင်းမြစ်ကပြောပါတယ်နေကင်းပိုင်းမြဝတီခရိုင်ရဲရုံးမှရဲတပ်ဖွဲ့နေ့အထိမ်းအမှတ်အခမ်းအနားပြုလုပ်ခဲ့ကြောင်းညပိုင်းတွင်ညစာစားပွဲပြုလုပ်ခဲ့ပြီးနောက်မြဝတီမြို့နယ် ရဲတပ်ဖွဲ့မှုရဲမှုအောင်နိုင်ဦးမှအခြားရဲအရာရှိတို့နှင့်အတူ KTV ဟိုင်းကန်းတို့တွားရောက်တောက်စားမှု၍ကြော်ပါခဲ့ကြကြောင်းရင်းနောက် KTV တွင်ပင်မွေးစေဝါအလွန်ကျွံတုံးဆွဲမှုကြောင့်သတိလစ်တေဆုံးတွားခဲ့ကြောင်းသိရှိရတဲ့အစည်းအဝေးကစားတင်ပြရမှဦးနောက်တွေးကြောပြည့်၍တေဆုံးတွားသည်ဟုလိန်လယ်တင်ပြထားကြောင်းသိရတယ်။ဒါဖြစ်တတ်ပါတယ်။အခုနောက်ပိုင်းထွက်နေတဲ့ဒီအဲခေတို့ရွှေတို့နော်စသဖြင့်မျိုးစုံရှိပါတယ်။ ဒီ WY တို့ ice တို့ ਨੇ သူကပို့ပြီးတော့နှုတ်ညံ့နေပေါ့အဲ့တော့အဲ့ဒီဟာတွေကအထူးသဖြင့် alcohol နဲ့မတည့်ပါဘူးအဲ့ဒီမှာအားလုံးတိတဲ့အတိုင်း KTV ခန်းတွားမယ်စော်ရင်နဲ့ပျော်ပါမယ်ဧရိယာဝါဒလုပ်မယ်ဆေးရှူမယ်ပြီးလို့ရှိရင်ဘီယာချမယ်အရက်တောက်မယ်အဲ့တော့ဘာဖြစ်လဲပွိုင်စင်တွေဖြစ်ပြီးတော့မတာပေါ်တာဒီလိုသေတဲ့လူအောင်မနေတော့ပါဘူးအဲ့ဒီထဲမှာအခုကန်ဆိုးတူမောင်ရှင်ပေါ့နော်ရဲမှုပါသွားတယ်ဆိုတော့ကရင်ပြည်နယ်မှာရှိတဲ့ PDF တွေကတော့ထိုင်ငုံမှာပဲတိလာသူတို့လက်နဲ့မထိလိုက်ကြလို့ဆိုပြီးတော့ဘယ်လိုဖြစ်ဖြစ် เนาะဒီလိုအချိန်ကာလမှာတို့လူမျိုးတိုင်းပြည်ပေါ်ကတယောက်ညော့နေသွားတယ်တိုင်းပြည်အတွက်ကတော့မင်္ဂလာရှိတာပဲဗျာရှင်းရှင်းလေးပဲပြည်သူတွေလည်းအကျိုးမပြုတိုင်းပြည်တွေလည်းအကျိုးမပြုเนาะဒီလောက်ဖြစ်ချင်တိုင်းဖြစ်နေတဲ့ခေတ်ကြီးမှာကိုတဘို့တဲ့ကြည့်တဲ့တို့တဘို့တဲ့နွားတွေဟာလောကမှာမရှိတာအကောင်းဆုံးပဲဒါဟာပုံကိုရအမုန်းတရားနဲ့ကျွန်တော်ပြောတာမဟုတ်ဘူးကျွန်တော်တို့တိုင်းပြည်ဟာကတ်ဆိုင်နေတာပါ เนาะကကြီး၃ပါးထဲမှာအလှဲ့နဲ့စိုက်နေတာဖြစ်တဲ့အတွက်ဒီလိုကာလမျိုးတော်ကိုနိုင်ငံကိုပြည်သူမျက်နှာမမူတဲ့လူဟာကျွန်တော်တိုင်းပြည်အတွက်ကတော့မရှိတဲ့လူတွေတော့တတ်မှာပါဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးကြပါမယ်ဒါကတော့ပြည်ဦးတွင်ကပ္ပစ24တွင်မြောက်ကိုရီးယားနှင့်တွဲဖက်ထုတ်လုပ်မိမစ်ဆိုင်းဒုံစီမံချက်အတွက်မြေအေက60ကျော်ကိုတည်ယူပြန်တယ်เนาะဟမ်သွားမလို့နဲ့တတ်ပိုင်ပြီသေသွားမယ်ဆိုတဲ့ဟာတခစ်ပြန်လာပါပြီเนาะမန္တလေးတိုင်းပြည်ဦးတွင်မြို့နယ် ကျွဲနွားထောက်ကြီးရွာအောက်စုမှာရှိတဲ့မြေက60ဒရမ32ဧကကျော်ကိုစစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံကပ္ပစ24အတွက်တင်းယူလိုက်ပြီးရင်းမြေနေရာမှာမြောက်ကိုရီးယားနဲ့တွဲဖက်ထုတ်လုပ်မဲ့မစ်ဆိုင်းဒုံးစီမံချက်အတွက်လာရောက်မဲ့မြောက်ကိုရီးယားပညာရှင်များတဲခိုနိုင်ရေးအဆောင်များစောက်လုပ်ရန်ဖြစ်ကြောင်းစီရီယံဘိုကြီးဇင်ော်ကပြောကြားပါတယ်အချမ်းဖက်မင်းအောင်လှိုင်းလူယုံဖြစ်သောဗိုလ်ချုပ်မိုးမြင့်ဆွေကိုကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာကြီးချုပ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီးရာဒူတိုးဖြင့်တိုးမြင့်ခံလိုက်ရပြီးတဲ့နောက်ပြင်းလင်းမြို့နယ်ကပ္ပစ24အတွက်ညီအစ်ကတ်60တရမ32ဧကကိုစတင်တင်းယူလာခဲ့ခြင်းဖြစ်ကြောင်းပြည်သူများနေထိုင်သောရွာမြေကိုစစ်တပ်ကလက်နက်ထုတ်စစ်ရုံအတွက်တင်းယူခြင်းဖြစ်ပြီးရင်းနေရာတွင်မြောက်ကိုရီးယားပညာရှင်များလာရောက်သည့်အခါတဲခိုရန်အတွက်တဲခိုဆောင်များစောင့်လုပ်ရန်ဖြစ်ကြောင်းသိရှိရတယ်အကြမ်းဖက်စစ်တပ်ကရုရှားမြောက်ကိုရီးယားတရုတ်နိုင်ငံတို့နှင့်ပုံမိုတိုက်တွေ့ဆက်ဆံလာပြီး အထူးသဖြင့်အဆိုပါနိုင်ငံများမှစစ်လက်နက်ပစ္စည်းများနဲ့နှီးပညာများကိုပုံမိုရယူနိုင်ရေးကြိုးပမ်းလာဒီကိုမြင်တွေ့နေရတာဖြစ်ပါတယ်။ကောင်းပါတယ်နော်။ပေါင်းနာကလည်းတသက်လုံးအာဏာကိုအတေချုပ်ကင်ထားတဲ့ခေါင်းဆောင်တွေဖြစ်တဲ့မြောက်ကိုရီးယားတို့နော်ရုရှားတို့တရုတ်တို့ဟုတ်တယ်မဒီနိုင်ငံခေါင်းဆောင်တွေဟာနိုင်ငံရဲ့အာဏာကိုမတရားနဲ့နီလန်းနဲ့ဥပဒေတွေကိုပြင်ဆင်လိုဒလိုပောက်ပန်း၄၀လုတ်ပြီးတော့သူတို့သူတို့လိုချင်တဲ့အရာကိုပြတန်းပြီးတော့ဥပဒေတို့တတ်မှတ်ထားတာနော်။ ဥပဒေဆိုတာကမှတ်ထားပါကျွန်တော်တို့တရားပါတယ်တရားပါတဲ့ဥပဒေဒါလျင်ကျွန်တော်တို့လောကအတွက်အကျိုးပြုနိုင်တာလူတိုင်းကဥပဒေထုတ်လို့ရတယ်ဒါနဲ့အဲ့ဒီဥပဒေဒီတရားဥပဒေဖြစ်တာလားဥပဒေလားဆိုတော့ပုံမူတည်ပါတယ်နော်အာဏာရှိတဲ့လူတိုင်းဟာဥပဒေထုတ်တယ်အဲ့ဒီဥပဒေဟာတရားဥပဒေလားသူတို့လိုတဲ့ဥပဒေလားလက်ရှိမြောက်ကိုရီးယားတို့တရုတ်တို့ရုရှားတို့ဟာဥပဒေတွေကိုမျိုးတို့ပြင်ပြီးတော့သူတို့တက်တန်းလွန်ကြညောင်း ီတိုင်းပြည်ရဲ့အာဏာတွေကိုထုတ်ကင်လို့ရအောင်เนาะဥပဒေတွေပြင်ထားတယ်အဲ့ဒါတရားဥပဒေမဟုတ်အဲ့ဒါဥပဒေပါပဲเนาะအခုလက်ရှိမင်းအောင်နိုင်ကလည်းအဲ့ဒီနီလန်းကိုတရေကြပြီးတော့လိုက်ဖို့လုပ်နေတာခက်တာကเนาะညံရည်လည်းမမီတူအရက်ကလည်းမမီတော့သူ့မှာအဲ့ဒီတစ်ခုကပြက်တနာတက်နေတယ်ဘလို့ပဲဖြစ်ဖြစ်ရန်သူတို့ကျွန်တော်တို့ short တက်လို့မရဘူးဒီလိုမျိုးမတရားတဲ့ဥပဒေတွေအောက်မှာနိုင်ငံကိုဒီထက်ထက်ကိုခက်နောက်ပြန်တော့ဒီထက်ထက်ပြက်စည်းသွားအောင်မင်းအောင်နိုင်ကတော့စူးစမ်းနေတယ် အဲ့တော့ငါတို့အဖဘာလို့လို့မှန်တယ်ဟဲ့ဆိုလို့ရှိရင်တဘောပါပဲမြောက်မြန်မာပြည်မချခင်ပေါ်လာမှာပေါ့နော်ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့စစ်တပ်ကမတန်ဆွမ်းဦးစော်ဘုံခိုင်နဲ့အတက်80နှစ်အရွယ်အဖွားဒေါ်မေပုတို့ကိုပြစ်ခတ်တပ်ဖြတ်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်နော်မတန်ဆွမ်းတဲ့လူတို့တော်မှဒုက္ခပေးတဲ့အကြမ်းဖက်တမားတွေအော်တိုဘားနဲ့ရဲနဲ့ဝက်လက်မြို့နဲ့အရှိချမ်းကြီးတမာကန်ရွာကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနင်းပြီးလက်နက်ငယ်များဖြင့် ထွက်ပြေးတိမ်းရှောင်သည့်ပြည်သူများကိုလိုက်လံပစ်ခတ်ခဲ့ကြောင်းသိရတယ်။ပစ်ခတ်တော့ကြည်ထိမှန်ပြီးတမာကန်ရွာတွင်နေထိုင်သောအသက်80နှစ်အရွယ်အဖွားအိုဒေါ်မေပုနှင့်အသက်28နှစ်အရွယ်မိုးရဘွားမတန်ဆွမ်းအမျိုးသားဦးဇော်ဘုံခိုင်တို့ပွဲချင်းပြီးတေဆုံးကအသက်50ကျော်အရွယ်ဦးမြင့်ရွှေတဲ့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရတယ်။အကျန်းဖက်စစ်တပ်စစ်ကြောင်းကြောင့်တမာကန်ရွာပြည်သူများအပါအဝင် အနီးအနားရှိကြေးရွာများမှထောင်နှစ်ရှိတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးသိမ်းရှောင်နေရပါတယ်ခုကဲအဲ့တော့နော်အကျံဖက်တွေအကျံဖက်တွေအာဟိုခွေးလိုဝက်လိုပြေးတာဆိုတော့ကြော်စိုးဦးကိုမေးလိုက်ပါမြန်မာပြည်မှာစစ်တပ်စစ်တောင်းထိုးလို့အခုလိုထွက်ပြေးရတဲ့ဒေတာပဲကြားဘူးပါတယ် PDF စစ်တောင်းထိုးလို့ရွာလုံးကျုပ်ထွက်ပြေးရတာဘယ်ဒေတာမှမရှိဘူးနော်အဲ့ဒါအဖြေပဲအဲ့တော့အကျံဖက်တွေအကျံဖက်တွေဆိုတာဘ ᱹ တူတွေလဲအခုမြင်အောင်ကြည့်ပါနော်မတန်ဆွမ်းတဲ့ဒူတော်မှပြစ်တတ်တယ်အသက်အရွယ်ကြီးရင်းတဲ့အဖွားအုပ်တော်မှရှောင်ပြစ်တတ်တယ် ဲ့တော့ဘာလဲဆိုတော့ရွာတရောင်ဝင်တဲ့စစ်တောင်းထိုးလို့ရှိရင်တို့စစ်တောင်းလာတာကိုကြိုတင်တိတဲ့ရွာတွေကတော့စောစောစီးစီးရှောင်ရှားနိုင်တယ်အဲ့တော့တို့ကကြံမြင့်ခဲ့တဲ့အိမ်တွေကိုတက်မွေတယ်ဖောက်တယ်မွေးထားတဲ့ကြက်ဝက်ဘဲနာတွေပြစ်ခတ်စားတော့တယ်စားလို့မကုန်ပြစ်တက်သွားတယ်ပြီးအိမ်ဒီမှာရှိတဲ့ရွှေငွေကြောက်တံပြတယ်များစတဲ့ဖြင့်တွေ့တဲ့ပြည်တွင်ပစ္စည်းတွေကိုအိမ်တကားရိုက်ထိုးဖျက်ဆီးပြီးယူတယ်အခမ်းမတင်ရွာကိုမီးချိုပြီးနောက်တဲ့ရွာကိုစစ်ကြောင်းဆက်ထိုးတယ်။ဒါလက်ရှိအာနာတိန်စစ်တပ်ကလုပ်နေတဲ့လုပ်ရက် ဒါအမှန်တရားငင်းလို့မရမြေပြင်မှာဖြစ်နေတဲ့အရာတွေနော်အဲ့တော့အခုလိုမျိုးပြေးမခင်းတဲ့ရွာတွေဆိုရင်တို့ကပြည်သူတွေကိုမပြေးခိုင်းဘူးမပြေးခိုင်းမဲ့ရွာထဲမှာနေဘဲမှမသွားနဲ့ဆိုတဲ့အမိတ်ပေးအဲ့ဒီချိန်မှာကြောက်လန့်ပြီးပြေးတဲ့လူဆိုရင်အခုလိုပြစ်တတ်တယ်ဆိုတော့ဘာဖြစ်လို့ပြည်သူတွေကိုမပြေးခိုင်းတာလဲဆိုတော့ပြည်သူတွေကိုကာကွယ်ဖို့မပြေးခိုင်းတာမဟုတ်ဘူးတပတ်က PDF တွေပြစ်လိုက်ရင်ပြည်သူကိုလူသားတိုင်းအဖြစ်လုပ်ဖို့အဲ့တော့ PDF တွေတိုင်းသားလက်နက်ကင်တွေကပြည်သူရှိလို့ရှိရင်ပြစ်လို့မရဘူးနော်ပြည်သူထိခိုက်မှာပြစ်လို့မရတဲ့အတွက် သူတို့တွေကဒီပုံစံမျိုးနဲ့တရွာဝင်တဲ့ပြည်သူတွေမိရင်ဖမ်းတယ်အရှိရစစ်ကြောင်းကအရှိရနေကာပြီးတော့ရှစ်တက်ခိုင်းတယ်မိုင်းဝင်းရှိတယ်မိုင်းဝင်းကိုဖျက်ခိုင်းတယ်အဲ့လိုလှုပ်ရမျိုးနဲ့တွားနေတာအဲ့တော့အကြမ်းဖက်တွေအကြမ်းဖက်တွေဆိုတာဘဒူတွေရှင်းရှင်းလေးပါပဲเนาะဒါကြောင့်မို့လို့ကျွန်တော်ပြောပါတယ်တိုင်းပြည်နဲ့ပြည်သူကိုအကြမ်းဖက်တဲ့အဖွဲ့အစည်းနဲ့အဲ့ဒီအကြမ်းဖက်တွေကိုအားပေးနေတဲ့ကောင်တွေဟာနောင်ဘဝမကူးနဲ့ဒီဘဝမှနေချက်ချင်းအကျိုးပေးပါတယ်ဒါပြည်သူတိုင်း တိုက်တဲ့ကိစ္စပဲလားနောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့ပေါင်းမြို့နယ်အနောက်ချမ်းချီကျေးရွာများကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဝိုင်တွဲလေရင်ဖြင့်ဘုံ46လုံးကျဲချတိုက်ခိုက်တယ်ဆိုတဲ့သတင်းများဖြစ်ပါတယ်အော်တော့ဗလာ၂ရက်နဲ့နနက်9နာရီမှစတင်ပြီးတရားဥလေတက်မှတက်လာတဲ့အကျန်းဖတ်စစ်တပ်ရဲ့ဝိုင်တွဲလေရင်တစည်းဒီတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲပေါင်းမြို့နယ်အနောက်ချမ်းချီကျေးရွာများကိုဘုံ46လုံးကျဲချတိုက်ခိုက်တိုက်ခိုက်ခဲ့ကြောင်းသိရတယ်စစ်တပ်ဤဘုံကျဲတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးဘဲ လက်ရှိအချိန်တွင်ကြေးရွာနှင့်ပြည်သူများသည့်ဘေးလွတ်ရာကိုထွက်ပြေးသိမ်းရှောင်နေရကြောင်းသိရှိရသည်စတေမာလာ28ရက်နေ့ကလည်းပေါင်းမြို့နယ်အနောက်ချမ်းကြီးမြေနီမြောက်စုရွာဖုံးကြီးတောင်းကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ jet fighter တစ်စီးဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးပြည်သူများထိခိုက်မှုမရှိကြောင်းထို့ပြင်ပေါင်းမြို့နယ်အတွင်းတွင်မြေပြင်မှစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်များကလည်း စတေမာလာ24ရက်နေ့နဲ့ပေါင်းညွန့်နဲ့ပလောင်းရွာကိုဝင်ရောက်စီးနင်းပြီးဂျေးရနဲ့ပြည်သူတအုပ်ကိုဖမ်းဆီးတပ်ဖြတ်ခဲ့ကြောင်းသိရတယ်။အဲ့တော့အရှင်းမှကျွန်တော်ပြောခဲ့သလိုပဲရွာတရာကိုစစ်တောင်းထိုးမယ်ဆိုရင်ထွက်ပြေးနိုင်တဲ့ရွာတွေကလွတ်တယ်၊ကြံမိခဲ့တဲ့အိမ်တွေ၊ရွှေငွေရက်ဝတ်လက်စားကျွမ်းတော်ကတိရစ္ဆာန်တွေကတော့ဆုံးချုံးပေါ့ဒီကောင်တွေအကုန်လုတ်ပလိုက်ကော။အကယ်၍တော့တချို့တဲ့ရွာတွေကြတော့ PDF တွေအားကောင်းလို့ရှိရင် PDF တွေရဲ့ကာထားမှုကိုခံရတယ်။အဲ့တော့အဲ့ဒီရွာတွေက PDF တွေစိုးမိုးတဲ့ data ပေါ့။ဒိုင်နာ EAO နဲ့ PDF တွေစိုးမိုးတဲ့ data သူတို့ဝင်လို့မရဘူး။ အဲသူတို့ဝင်လို့မရတဲ့ data ဆိုရင်ဘာလုပ်လဲထင်တယ်လေချောင်းကနေဟမ် jet fighter နဲ့ wine တွဲနဲ့ဟမ်ပြီးလို့ရှိရင် paramotor တွေနဲ့လိုက်ပြီးတော့အမှုတ်ချေပစ်တယ်ငါတို့အုတ်ထုတ်ရမရတဲ့ data ငါတို့ကိုလက်မခံတဲ့ data အမှုတ်ကျိတ်ပစ်မယ်လောက်ပါနော်အဲ့လိုမျိုးခံယူနေဆိုလို့ရှိရင်လည်းကိုယ့်ကိုအဲ့ဒီအတန်းစားအဖြစ်နေလေဟမ်တစ်ဖက်မှာတော့နိုင်ငံကိုကိုစားပြုတ်တဲ့စစ်တပ်ပြည်သူကိုကာကွယ်တဲ့စစ်တပ်ဖြစ်နာမည်ကောင်းကလိုချင်သေးတယ် ဟမ်တဖက်မှာကြတော့လှုပ်တဲ့လှုပ်ရက်ကအကျမ်းဖက်ဓမားတွေထက်တောင်စိုးတဲ့ယုံညံ့တဲ့အောက်တန်းစားအလုပ်တွေကိုပြည်သူပေါ်ဆက်ဆံတယ်အဲ့တော့သူတို့အုပ်ချုပ်ရတဲ့ဒေတာနော်ချိတဲ့ယွာတွေပေါ်ဘုံတွေလိုက်ကျဲပြင်မှာအဲ့ဒီယွာတွေအဲ့ဒီအိမ်တွေစစ်စစ်ညံ့ညံ့မကြေဘူးလို့မလဲသူတို့လိုက်ကျဲတာ PDF တွေဒီတိုင်းနဲ့လက်နက်ကင်တွေတော်လိုင်းအင်အားစုတွေထိလာမထိဘူးဟိုလူတွေကသူတို့သူတို့ရှောင်ရှားလို့ရတယ်လေအဲ့တော့ဒီကျေးရွာမှာပြည်သူရှိလို့ရှင် ပြည်သူတွေစစ်ရှာ သူတို့လာလို့ရှောင်ဝမ်းဆိုရင်တော့ဒီအိမ်တွေပေါ်ကြဲချနေအိမ်တွေထိတာလေအဲ့တော့သူတို့တွေရဲ့လောက်ရတာစဉ်းစားကြည့်တိုင်းပြည်ကိုကိုစားပြုတဲ့စစ်တပ်ကလောက်ရတာအေးကိုကတိုင်းပြည်ကိုကိုစားပြုတဲ့စစ်တပ်လို့ကိုယ့်ကိုခံယူတယ်ဆိုရင်လေဒီတော်လှန်ရေးတမားအနေနဲ့ပြည်သူတွေရောနှောနေရင်တောင်မှပြည်သူရှိတဲ့အရက်ဒေတာဆိုရင်တနက်တစ်ချက်ဖောက်เสียအကြောင်းမရှိဘူးတိုင်းပြည်ကိုကိုစားပြုတဲ့ဆိုရင်အေးပြည်သူတည်တည်မတည်တည်အကောင်လုံးကိုအမှောက်ချေတယ်ဆိုရင်အဲ့ဒါတိုင်းပြည်ကိုကိုစားပြုတဲ့စစ်တပ်မဟုတ်တော့ဘူးဒါဟာစစ်သွေးကြွား ဖက်စစ်မိစ္ဆာကောင်တွေအဆင့်ဖြစ်သွားပြီเนาะအဲ့တော့ဟိုတစ်ဖက်ကိုရွေးမယ်ဆိုရင်တော့မင်းတို့တစ်ဖက်ကိုလက်လွတ်မှရမယ်เนาะမင်းတို့ကြိုက်တယ်လို့အမှုတ်ချရမလားအမှုတ်ချရင်မင်းတို့ကိုယ့်ကိုနိုင်ငံရဲ့တတ်မှတ်တော်လို့မခံယူနဲ့မင်းတို့ကအကြမ်းဖက်ပဲရှင်းရှင်းလေးပဲပြူစော်ဒီကင်းစခန်းကိုတိုက်ခိုက်တိမ့်ပိုက်မှုပြူစော်ဒီနှစ်ဦးတေဆုံးပြီး6ဦးအရှင်မိတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ပြူစော်ဒီတွေဝါတဝရဲ့တပည့်တွေပေါ့เนาะအော်တိုဘန်တရနေ့ည10:00ဝင်းညင်ကကမ့်လူမြို့နယ်ထန်းထန်းကုန်းနှစ် ဒန်းပင်ရွာကြားမှာရှိတဲ့အုံတော်ရွာပြူစောတိကင်းစခန်းအားပြည်သူကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှပျောက်ကြားနီးစနစ်ဖြင့်ဝင်ရောက်တိုက်ခိုက်ခဲ့ရာပြူစောတိနှစ်ဦးတေဆုံးပြီး၆ဦးအရှင်ဖမ်းဆီးရမိကြောင်းသိရတယ်။အုံတော်ကျေးရွာမှာပြူစောတိတီပြူစောတိခေါင်းဆောင်ဝါတဝါ၏လက်အောက်ခံများဖြစ်ပြီးဝါတဝါကိုတိုင်းလက်နက်တပ်စင်စစ်တင်နှံပေးထားသူများဖြစ်ကြောင်းသိရတယ်။အုံတော်ကျေးရွာတီပြူစောတိများနှင့်စစ်တပ်ကအခိုင်အမာ တပ်စခန်းဆောက်လုပ်ထားတော့နေရာစခန်းကြီးတစ်ခုဖြစ်ပြီးတော်လိုင်းတပ်များနဲ့ပြည်သူများကိုနီလန်းမျိုးစုံဖြင့်အနှောက်အယှက်ပေးခြင်းဖမ်းဆီးခြင်းလက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းများလှုပ်ဆောင်နေတဲ့စစ်စခန်းတစ်ခုဖြစ်ကြောင်းသိရှိရတယ်။တိုက်ခိုက်မှုကိုကမ်ဘလူခရိုင်ပကဖလှုပ်ရှားရေးတပ်ရင်းကမ်ဘလူခရိုင်အမှတ်3 PDF တပ်ရင်းနဲ့နယ်မြေခံပကဖများတိုက်ခိုက်ခြင်းဖြစ်ပြီးပြည်သူကာကွယ်ရေးတပ်ဖွဲ့များအထူးကိမရှိပြန်လည်စုခွာနိုင်ခဲ့ကြောင်းသိရတယ်။နော်အရန်ကောင်းတဲ့တည်င်းလေးပါပဲ။ကိုဘက်ကရဲဘော်တွေအခုလိုအောင်မြင်မှုရဖို့ရည်ကြီးပါတယ်။ ဒီဒါမှတာပြည်သူတွေအဲ့ဒီ data မှာဘေးရန်ကင်းပြီးတော့စိတ်အေးချမ်းစွာနေထိုင်လို့ရမှာဟုတ်တယ်နော်ဟုတ်ကဲ့ပါကျွန်တော်တို့တည်င်းတွေကိုအစနေအောင်စောင့်မျှော်ကြည့်ရှုအားပေးကြတဲ့မိဘပြည်သူတို့တယောက်ချင်းဆိုင်ကိုကျေးဇူးတင်ပါတယ်နောက်ရက်တွေမှာလည်းအချိန်ရရင်ရတယ်လို့အခုတို့တည်င်းအတူတူအစည်းအဝေးတွေကျွန်တော်တို့ဟာတတူအစည်းအဝေးတွေကိုပါရတဲ့နေရာကနေကျွန်တော်တင်ဆက်ပေးဖို့ဖြစ်ပါတယ်ကျွန်တော်တို့တိုင်းပြည်အတွက်ကျွန်တော်တို့ရောက်ရခန္ဓာကနေ လုတ်တက်တက်မလုတ်တက်တက်နိုင်နိုင်မနိုင်နိုင်ကျွန်တော်တို့ကလောက်ကမဲ့ကာလကိုရောက်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့နိုင်တဲ့နေရာကလုတ်မှာပဲလက်လှုပ်လို့ရရင်လက်လှုပ်မယ်ခြေထောက်လှုပ်လို့ရရင်ခြေထောက်လှုပ်မယ်ဗစက်လှုပ်လို့ရရင်ဗစက်လှုပ်ပါမယ်ဒါဟာကျွန်တော်တို့အောင်မြင်တဲ့ပွဲမရောက်မရှင်းနော်ပန်းနိုင်ကိုမရောက်မရှင်းကျွန်တော်တို့နိုင်ငံသားတိုင်းအားလုံးလုံနေရမယ့်သမိုင်းပေးတောင်းပန်မှာဖြစ်ပါတယ်။ဒါကြောင့်မလို့နောက်ထပ်နောက်ထပ်အစီအစဉ်တွေမှာလည်းကျွန်တော်တို့လုံနိုင်တဲ့အရာတွေကိုလှုပ်ဆောင်သွားမယ်ဆိုတော့တင်ပြပါရစေခင်ဗျာ။ အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာညချမ်းပါအခုတို့တင်းတွေကိုစောင့်တော့ကြည့်ရှုကြတဲ့မြို့ဝပြည်သူတဦးတယောက်ချင်းစီတိုင်းဘေးပရာဝေးကွာပြီးအေဂျင့်နဲ့တိုင်းပြည်ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမကောင်းတောင်းအပ်ပါတယ်မင်္ဂလာညချမ်းပါခင်ဗျာ